အားလုံးပဲမင်္ဂလာပါလို့ကျွန်တော် channel လေးနှုတ်ဆက်လိုက်ပါတငငင်းတို့ရေဒီနေ့မှာကျွန်တော်တို့2025မေလ18ရက်နေ့မှာကံမဲ့ FA Final Crystal Palace နဲ့ Manchester City ဒီပွဲစဉ်ကြီးကတော့ကျွန်တော် Wembley Stadium မှာပြိုင်ဆိုင်မှုပြင်းထန်အောင်မှာလေတူတယ်ဒီဖလားယူ Guardiola ပဲယူရမလားဒါမှမဟုတ် Oliver Glasner ပဲတိတ်ပိုက်ပါမလား ဒီပွဲစဉ်ကြီးကိုမန်စီးတီးကတော့တော်တော်ကြိုးစားမှာဘာလို့လဲဆိုတော့မနစ်က FA Final မှာမန်ချက်စတာကိုရှုံးနေွားလေဒီမတိုင်ခင်တနစ်မှာမန်စီးတီးက FA ရဲ့ချန်ပီယံဖြစ်တာဆိုတော့ဒီပွဲစဉ်ကြီးကိုခရစ်စတယ်ပဲလေးရလဲသူ့ရဲ့မတ်တန်းဝင်မှုအတွက်ဖလားကိုအသံတန်ကံမလားခရစ်စတယ်ပဲလေးရလဲဒီဖလားကိုသာရရှိွားသူ့ရဲ့မတ်တန်းတစ်ခုရေးထိုးနိုင်ခဲ့မှာဆိုရင်တော့သူကလည်းကံမှာပဲ စ္စတဘန်ရဲ့ကြီးမားဆုံးအောင်မြင်မှုကတော့ final ထိပဲရောက်ရှိထားဆိုလို့ဒီ plot ကို Man City ယူရမလား Crystal Palace ယူရမလားစိတ်ဝင်စားဖို့ကောင်းတယ်။ကွင်းစင်ရဲ့အဓိကကစားသမားကြီးကြီးလိုက်တဲ့ခင်မှာတော့ Crystal Palace မှာ ਨੇ တတိထားဖို့ကောင်းတာလို့ easy ရတော့နောက်ဆုံး၄ပွဲမှာ၅ဂိုးတိတိသွင်းထားတယ်နော်။မတီးယာကြီးကလည်း Striker တဲ့အဓိကအားကိုးရမှာပဲဒီကောင်းကြီးကလည်းဒီပွဲစဉ်ယူခင်များလိုပဲကြိုက်ကြတယ်။ Crystal Palace ကြိုက်ကြလား Man City ကြိုက်ကြလား တချို့ website တွေကတော့ပွဲစဉ်ခံမှန်းတာလို့ Crystal Palace နဲ့ Man City နဲ့တကောတကောတေးကြပြီးတော့ penalty နဲ့ Crystal Palace ဝင်လာရအောင်မယ်လို့တခုရှိတယ်။ Now website တခုကတော့ Man City နှစ်ကိုတကောနဲ့နိုင်ရရှိသွားမယ်လို့ခံမှန်းထား website တွေရှိရနော်။နောက်ဆုံးပွဲစဉ်တွေငါးပွဲရလိုက်တယ်ချက်လို့ချိုးရမှာပဲ။နောက်ဆုံးငါးပွဲရလိုက်ပြီးမှကြတော့ Crystal Palace တော်တော်ကောင်းကောင်းပဲ။ဘုံမောင်းတေးကြထားတယ်။ အာဆင်နယ်သေကြထားတယ်ဘီလောက်390နော်တန်ဖောရဲကိုတကူတကူမန်စီးတီးရဲ့ရက်ဆက်လေရတယ်အဗာတန်390အင်စတောဘီလာ390တကူနော်တန်ဖောရဲ390ဦးဘာဟန်တန်390စောင့်တတ်တန်ကို00သေကြပါပွဲစဉ်တော့သိမ့်မကျင်နဲ့လားဒီပွဲစဉ်ကြီးရလောဘက်လေဘလို့ပေးထားတယ်ဘက်တေရလော433နဲ့ တရေ380လောက်ပေးထားနေထားဒီခုမှာသူတို့ခမန်းထားတဲ့11ဝယ်ကြိုက်ကြလား12ဝယ်ကြိုက်ကြလိုင်းရလေးဘလို့ထွက်လာမလဲလိုင်းရလေးကတော့ Crystal Palace ကတော့3421ဆိုတဲ့လိုင်းရနဲ့ထွက်လာပြီးတော့ Man City ကတော့423ပဲလို့ပြောရမလား423ပဲပြောရမလားတော့မသိဘူးเนาะနေထားလောထွက်လာမဲ့နေထားနဲ့ Crystal Palace မှာ Matita ကိုရှေ့ထားပြီး easy နဲ့စာနဲ့လိုက်ပြီး ဥလာမာမီချန်မူနော့စ်ကိုယီလက်ခရော့စ်ရစ်ချန်နဲ့ဟက်ဒါဆန်ကိုဖမ်းပြီးတော့သူတို့ရဲ့အဓိကကစားသမားကြီးဝက်ထန်နည်းနည်းလေးပြက်ခိုင်မှုပြေးသွားပြီးတော့တဒိန်းနဲ့ထွက်လာနော်မက်ဆီဒီယောလို့ဖိုတူ3-1နဲ့မှာသူကူနဲ့မာမော့လိုပဲလိုက်လာမလားစာပြူလိုပဲလိုက်လာမလားဒီဘရိုက်နဲ့ဟာလန်ကတော့ဂျိတ်တွေပေါ့အလဲကျော်မပါဘူးများတယ် နည်းနည်းစိတ်ဝင်စားဖို့ကဘတ်တန်းမှာဂျီဘာဒီယိုယူအလက်ထည့်ပြီးတော့အိုရာလီယိုတောင်မန်ထွက်လိုက်ဖို့နည်းနည်းအစီအစဉ်ရှိရနော်ဒါကတော့ကျွန်တော်တို့ predicate တဲ့ line အဲ့လိုပြောလို့ရပါပဲဒီပွဲစဉ်ကြီးကိုလည်းငငင်းလို့ဘယ်သိန်းကိုကြိုက်ကြလဲကျွန်တော်ရဲ့ထင်မြင်ယူဆချက်ကတော့ကျွန်တော်ကတော့ဒီပွဲစဉ်ကြီးကို Man City နှစ်ကိုတကိုနဲ့အနာရရှိသွားပြီးတော့ Africa ကတော့မဖြစ်မနေဝင်နာယူရမယ်လို့ကျွန်တော် ကမန်းလိုက်ပါတယ်ဒီပွဲစဉ်ယူသုံးသက်ပြီးကျွန်တော်နောက်နေ့ပြီးမြန်လီ30 competition ပြန်တွေ့ကြမှာเนาะကျေးဇူးတင်ပါတယ်ခင်ဗျာ